ါတော့အခုလက်ရှိ official server ကကျွန်တော်တို့ဆော့နေရဲ grow ပါလူကိုင်းနေလို့မိဂျောင်းထိုးထားချက်ကတော့ if ရအောင်မှာ0.06%ဆိုတဲ့ period rate ပဲရှိတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှလူကိုင်းနေတာပါဒါတော့လွန်ခဲ့တဲ့3ရက်လောက်ကမှ advanced server ကို rebate အနေနဲ့ရောက်ရှိလာတဲ့ grow ကြီးဖြစ်ပြီးတော့အားလုံးတွေ့ကြတဲ့အတိုင်းပဲစားပြီးတော့ viral ကိုတောင်မှ AC လေးယူပြနိုင်တဲ့အနေအထားတွေဖြစ်နေပြီးတော့ဒီ rebate ရင်းတော့ official server ကိုရောက်လာလို့ရှိရင် grow ကတေချာပေါက် period များတဲ့ hero list ထဲမှာပါကောင်းပါနာနိုင်ပါလိမ့်မယ်ဒီလိုမျိုး grow ကြီးကိုရည်မှန်းပြီးရေးထားတဲ့ video လေးရဲ့ title ကတော့나ချင်းစရာကောင်းသောအတိတ်နဲ့ င်ကျန်နံပြနေသောအနာဂတ်လို့ခေါ်ပါရယ်။ ရီဗန်လောက်တဲ့စကီးတွေဘေယာရီကဘေယာပူကောင်းလာတယ်ဆိုတဲ့အကြောင်းလေးတွေကိုခဏခောက်ထားလိုက်အောင်လောလောဆယ် official server မှာရောက်နေတဲ့ grow ရဲ့ပတ်စစ်ကိုရှင်းပြရမယ်ဆိုတော့ပြင် grow အနေနဲ့ onion နာကိုကတ်တဲ့အခါကျရင် slow effect အားလုံးကို imbue ဖြစ်တယ်နောက်တစ်ခုကတော့စကီး1သုံးပြီး onion နာကိုကတ်ပြီးလမ်းလျှောက်တဲ့အခါကျရင်ကျွန်တော်အနေနဲ့ frango ကာကြာ ultimate တို့ကလွဲပြီးတော့ကျန်တဲ့ cc မှန်သမျှကိုလည်း imbue ဖြစ်ပါသေးတယ် aoe stand ရော jewel stand ရော stand ပေါင်းစုံပေးနေတဲ့အချိန်ဒီတစ်ခုမှာအခုလိုမျိုး wall cap ပြီးတော့စကီး1သုံးမှ stand တွေကို imbue မယ်ဆိုတော့အမ်ပြောရမယ်ဆိုရင်ဒီပတ်စစ်ကြီးကအခု မတာအတွက်တော့သိပ်ပြီးအသုံးမဝင်လို့လူကင်နေရတာပါ ။ Avanza ဘာမှာ rebound လုပ်လိုက်တဲ့ပတ်စီမှာတော့ Crow အနေနဲ့ Welcome to Mobile Legends ဆိုတာနဲ့အောက်မှာ Energy Barrel လေးပေါ်လာမှာဖြစ်ပြီးတော့အဲ့ဒီ Energy Barrel လေးပြည့်နေလို့ချင်းကျွန်တော်တို့အနေနဲ့ Ahe Base အထက်တစ်ခုရလိမ့်မယ်။အဲ့ဒီ Ahe Base အထက်ကိုသုံးလိုက်တဲ့အခါ Crow အနေနဲ့ Scale 1သုံးလိုက်တဲ့လိုမျိုးပဲတပတ်လည်သွားမှာဖြစ်ပြီးတော့အဲ့ဒီ Base အထက်ကလည်း Enemy ကို Damage အနေငယ်နဲ့ Slow Effect ကိုကြာကြာလေးပေးပါရစေ။နောက်တစ်ခုသိထားရမှာကအဲ့ဒီ Ahe Base အထက်ရမယ့်ပတ်စီက Warner လေးကိုကပ်ရင်ပူပြီးတော့မြင်မြန်ပြည့်ပါရစေ။ Scale 1ကတော့ Rain လေးကျေတယ်ပြီးတော့ AoE Damage ဖြစ်တဲ့အပြင်ကိုမှသူ့ရဲ့ Scale 1သုံးပြီးတော့ရေးလိုက်ကြည့်နေရန်လိုက် က်တဲ့အခါကျရင် enemy တွေအနေနဲ့ nobat ဖြစ်သွားစေမှာပါ enemy တွေနောက်မှာ wall တို့ဘာလို့မရှိဘူးဆိုရင် skill 1သုံးတဲ့အခါရိုးရိုး nobat ဖက်ပဲထိစေမှာဆိုပေမဲ့လည်းပဲ enemy နောက်မှာ wall တွေဘာတွေရှိလို့ရှိရင် enemy ကို airborne ဖက်ဖြစ်စေမှာဖြစ်ပြီး damage လည်းပိုပေးပါတယ်ဆိုရင်တိလာရဲ့ကုမိုလေးတခုကတော့ drone အနေနဲ့ energy ပြည့်နေတဲ့အခါရမယ့်အဟိဘေးစေးအထက်နဲ့ skill 1ကိုပေါင်းသုံးလို့ရှိရင်နောက်ကျရလည်းမရှိသလိုဆောရလည်းမရှိတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် enemy ကို damage နှစ်ခါပေးနိုင်တဲ့အကွက်လေးပါ ဒါပေမဲ့ official server grow ရဲ့ ski ဝိုင်းရင်ကကြတော့အားလုံးသိကြတဲ့အတိုင်းပဲဖိပြီးမှ300ရဲ့ ski ဖြစ်တယ်ဖိနေတဲ့အချိန်အတောအတွင်းမှာလည်း movement speed ကနည်းနည်းလေးရတာဖြစ်လို့တယုံတယုံမစမန်းနေလို့မိနေလို့ဆိုရင်ဗလင်လေးတစ်ခုနဲ့ပြေးသွားလို့ရတဲ့အနေထားပါ damage item နဲ့ဆိုရင်ဒီ ski ဝိုင်းကြီးကနစ်ကြနေအောင် damage ထွက်တယ်ဆိုတာမှန်နေဆိုပေမဲ့လည်းပဲ stand နေပါလိခစ်စားနေရဲ့အခုလိုမတားကြီးမှာ stand မပါလိတန်းတကောင်ဆိုတာကနည်းနည်းတော့မျက်နှာငယ်ရတာပေါ့လေနောက်တစ်ခုကတော်တော်များများ grow ရဲ့ ski တူကိုမသုံးတတ်ဘူးပြီးတော့သုံးမိပြီဆိုရင်လည်း grow ရဲ့ ski တူက cancel လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော် မ်းများတွေ့နေကြတဲ့ Mobile Legend Fanny Video တို့ဘာလို့ဆိုတာကဒီ wall ကြောင့်လည်းဖြစ်လာတာများပါတယ်။ဒီပန်းလွတ်လိုက်တဲ့ wall မှာတော့ wall ရဲ့အနံကနည်းနည်းကျင်းသွားတယ်ဆိုပေမဲ့လည်းအလုံးတိကျတဲ့အတိုင်းပဲ wall ကိုပြစ်လိုက်တဲ့ပုံစံမဟုတ်ပဲမြေကြီးတွေကနေထွက်လာတဲ့ပုံစံအနေထားကိုလုပ်ပေးထားတာဖြစ်တဲ့အတွက်အမြင်သေးလေးစမ်းတယ်။ပြီးတော့ cancel လို့ရတာကလည်းလုံးဝကိုကောင်းပါတယ်။ teammate ကအနမီကြားညံ့နေတဲ့အချိန် cancel လို့မရလို့တည်သွားတဲ့အခိုက်အတန့်တွေတို့ဘာလို့ဆိုတာလည်းရှိလာမှာမဟုတ်တော့သလိုပြီးတော့ realistic ဆန်ဆန်လေးလုပ်ပေးထားတော့အမြင်သေးလေးတစ်မျိုးစမ်းတာပေါ့လीနော်။အဲနောက်ထပ်ကောင်းတဲ့တစ်ချက်ကဘာလဲဆိုတော့ grow အနေနဲ့ရိုးရို ဝေါ်ရီနာကတ်မယ်ဆိုရင်တော့ဖြင့်သူ့ရဲ့ energy က25%ပဲပြည့်ရဆိုပေမဲ့လည်းပဲကိုထောင်ထားတဲ့ဝေါ်မှာကိုပြန်ကတ်မယ်ဆိုရင်တော့ဖြင့်30% energy ပြည့်ရလို့ပြောပါတယ်ရောရီ rebound လုပ်လိုက်တဲ့ ultimate ကိုရိုးရိုးတန်းတန်းပဲသုံးမယ်ဆိုရင်တော့ဖြင့်အားလုံးတွေ့ကြတဲ့အတိုင်းပဲရေးတိုက်ကြီးကင်ပြီးတော့အရှိဝူလာဝူလာဆိုပြီးပြေးဝင်သွားတာပဲဆိုပေမဲ့လည်းပဲဒီနာဝေါ်တစ်ခုခုရှိလို့ကျွန်တော်တို့ကချိန်လိုက်တဲ့အခါအားလုံးတွေ့ကြတဲ့အတိုင်းပဲ air bomb ကဘလောက် percentage ထိမယ်ကူကအစားသူတို့အနေနဲ့ skill rate နဲ့တိတိကျကျလေးပြပေးထားပါတယ်အာဒီမဲ့ဆိုရင်မယုံပါဆိုလို့ကျွန်တော်အနေနဲ့လေးလာပေါ်လေးနဲ့စမ်းပြီးပြမယ်နော်အာ ောမေတာပြေပါချက်စရာတော့ကောင်းနေဆိုပေမဲ့ကျွန်တော်အနေနဲ့အခုချိန်ဒီ grow ရဲ့ AD mate ကိုချိန်ပြီးတော့တိုင်းနေရတဲ့အနေအထားမှာရှိနေပြီးတော့တွေးကြတဲ့အတိုင်းပဲကျွန်တော်အနေနဲ့တိုက်လိုက်ပြီးဆိုရင် damage အများကြီးပေးပြီးတော့ airborne effect ပါပေးပါသေးရဲ့အဲ့ဒီ AD mate rain ထဲမှာရှိတဲ့ enemy အားလုံး damage တစ်ထောင်သို့ damage တစ်ထောင်ဆိုပြီးတော့မြည်တူမြည်များပဲပေးတာဗျာအလဲမှာရှိလို့ damage ပူပေးတယ်ဘာညာတရကကြီးလုံးဝမရှိဘူး AD mate ကလည်း skill 1လိုမျိုးပဲပုံစံတစ်မျိုးရှိပြီးပထမပုံစံကတော့ဝူလာဝူလာဆိုပြီးတော့ဘဲအုပ်နေရာမှာကိုမထီပဲနဲ့မြန်မာလိုကြီးပြေးဝင်သွားတာဖြစ်ပြီးတော့ဒုတိယပုံစံကတော့အားလုံးပဲခုနတွေ့ခဲ့ကြတဲ့ တိုင်းအဲဖောင်းကနေဆိုပြီးတော့အကုန်လုံး၄ပုံမြောက်တဲ့အဒီမေ အချင်းချင်းဝမယ်ဆိုရင် operation server ကတော့ဒီ pirate နေရတဲ့အကြောင်းရင်းက stand ဆိုလို့ ultimate တကွက်တွေပါတာဖြစ်ပြီးတော့အဲ့ဒီ ultimate stand တောင်မှလွဲသွားရင်သုံးစားလို့မရတော့ပါဘူး ski one ကလည်းတယုံတယုံ maxman တို့ဘာလို့ဆိုရင်ဘလင်းတစ်ချက်ထဲနဲ့ခုံသွားလို့ရတာဒီ ski two ဘိုးကြီးကပြန်ပိတ်လို့မရတဲ့အကြောင်းလဲ grow ကလူကင်နေပြီးမတာမဝင်ရတာပါ video ဆုံးမဆိုပေမဲ့လည်းပဲ brother တို့အနေနဲ့ဒီလို video တွေကိုစိတ်ဝင်စားရဲဆိုရင်တော့ဖြစ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကုညီအပ်ဖြစ်ပြီးတော့ဘူးတောင်းဆိုချင်ပါတယ်ဗျာ brother တို့ရော grow ရဲ့ rebound ကိုဘယ်လိုမြင်ကြလဲကြိုက်မှကြိုက်ကြရလားဆိုတာလေးကိုလည်းကုန်းမှာဆွေးနွေးသားနိုင်ပါ ါတယ်နောက်ပိုင်းကတော့စောင်းနေကြီးပဲဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် game play ကြိုက်တဲ့ကောင်တွေကတော့စောင်းလေးနဲ့အတူတူ game play ကြည့်ပေါ့နော်ဖုန်းနဲ့ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ် edit လုပ်နေတဲ့ video editor သမားတွေအတွက်လည်း Cutcut Pro ကျွန်တော်စီမှာဝေလို့ရနိုင်တာဖြစ်တဲ့အတွက် comment နဲ့ description မှာပေးထားတဲ့ link တွေကနေတစ်ဆင့်ကျွန်တော်ကိုလာပြီးတော့ဆက်သွင်းနိုင်ပါတယ်ကျွန်တော်မောင်စပိုင်းမှာနောက်နေ့နောက်နေ့ကြာရင်လည်း video အသစ်တင်တူပြန်လာခဲ့ပါမယ်ဘိုက်ပါပါဗျာ Yeah. <laughs> I know brain. Marvin Divine. Uh, I'm saying bye to all the lies and all the times you cried, saying that I wasn't right, yet I was right by your side. You manipulator, playing games, your friends commentators, and I don't know what you say about our private conversations, but it's got them hating. Thanks to all the rumors you be claiming, it's cool, I'm done with you, so they can throw you a celebration. You gon' hate it when you see.